။ညာဖုန်ကြီးကြောင်းတကြောင်းမှာဖုန်ကြီးတစ်ပါးကရံမဝိခင်လူဘဝမှာ သူ့မိမဆေးကူဖို့ငွေချေးငှားခဲ့ပါတယ်ခင်ဗျာ။မိမသေဆုံးပြီးနောက်မှာဖုန်ကြီးဝတ်ပါတယ်။ဖုန်ကြီးဝတ်နေစင်မှာစွန်စားကွန်စားရသမြငွေနဲ့လူဘဝကငွေချေးထားသူကိုအကျွေးပြတ်ဆက်ပါတယ်ခင်ဗျာ။အဲ့ဖုန်ကြီးကရဟန်းဘောကတကယ်ရောက်ပါသလားဒါမှမဟုတ်ဘလို့အပြစ်ဖြစ်ပါတယ်ဆိုတာဖြေပေးစေချင်ပါတယ်ပြောပြပါပါ့။အော်အပြစ်မရှိပါဘူး။ဦးဇင်းတို့လူဘွားတုန်းကအကျွေးကိုဖုန်ကြီးဘွားနဲ့ဆက်လို့ရတယ် လက်ဆက်လို့ရတယ်ဦးဇင်းတို့ဝင်းဒီတော်ထဲမှာအကျွင်းရှိတဲ့ပုံကိုရမ်းမခံရအောင်ဒီထက်မှာရမ်းခံမှုကြပါလားနော်ရမ်းခံမှုလို့ရှိရင်မေးတယ်လေဟိုအနနောတိဆိုတာအကျွေးကင်းသူဖြစ်သလားလို့မေးကုန်မေးတယ်အဲ့တော့အကျွင်းရှိရင်ရမ်းမခံပြရအောင်အဲ့တော့ကျွင်းရှိတဲ့ပုံကိုရမ်းခံရင်လို့ရှိရင်ရမ်းခံပေးတယ်တမွာစာဆရာဒီကာရကတန်ဃာတွေနော်နောက်တကသူဥပိ္ပဇေဆရာတို့က ုတ်ကက်အားပဲတင်တယ်။ဒါပေမဲ့ယဟန်ဖြစ်ပါတယ်။အိုးဒီယဟန်အကျွေးရှိတဲ့ပုဂ္ဂိုလ်ကတော့ယဟန်ဖြစ်တယ်နော်။ယဟန်ဖြစ်တယ်။အဲဆိုလို့ချင်းအဲ့ဒီအကျွေးကိုသူကဘာလို့ရမလဲဆိုတော့ဆက်အားမှာယဟန်ပွားရောက်ရင်ဆက်အားမှာပဲ။အဲဆက်တဲ့အခါသူဘယ်လိုဆက်အားမလဲဆိုတော့ဆုံးခံပြီးတော့ဆက်အားမယ်တဲ့။ဘာလို့ဘုန်းကြီးမှာပတ်စံမှမရှိတာ။ဘုန်းကြီးပတ်စံမရှိတော့ဆုံးခံလို့ရတာလေးနဲ့ဆက်အားမှာပေါ့နော်။အကင်းအဲ့ဒီပုဂ္ဂိုလ်ကသာသနာမှာကြီးစုများတယ်။ခုနဟိုဖြစ်လိုက်တယ်လို့စာချဘုံကြီးဖြစ်နေတယ်ပေါ့နော်တသနာပေါင်းဝင်လိုက်တဲ့ခါမှာစာချဘုံကြီးဖြစ်တယ်အရင်ကျေးဇူးများတယ်အဲ့တော့သူ့မှာလူဘဝအကျွေးတွေကျန်းနေတယ်ဆိုရင် ဲ့ဒီဆရာမုန်းကြီးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အကျွေးကိုသတင်းသမောတွေကဝိုင်းဆက်ပေးလို့ရတယ်သာသနာမှာကျေးဇူးများတဲ့ပုဂ္ဂိုလ်မို့လို့အဲ့လူ့ဘဝတုန်းကအကျွေးကိုတနည်းအားဖြင့်မိဘတွေရဲ့အကျွေးကိုဝိုင်းဆက်ပေးလို့ရတယ်ဒါကြောင့်ဦးဇင်းတို့လယံဘဝနဲ့လူ့ဘဝကအကျွေးကိုဆက်ခွင့်ရှိတယ်ဆက်လက်ဆက်ရမှာဖြစ်ပါတယ်နော်ဗျာဆောမေဟိုအရှေ့အကျွေးဆက်တဲ့မိကုံးရဲ့ဆက်ဆက်မိကုံးပါဗျာအာအကျွေးဆက်ခွင့်ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီယဟန်ကြီးကငွေမကန်ရတဲ့အခါမှာပမြီတော့ပုံစံနဲ့ဘယ်လိုပုံစံမျိုးနဲ့ဆက်လို့ရပါလဲလို့မေးထားပါဗျာ အဲအဲ့ဒါခုနကနည်းနည်းပါပါပဲနည်းနည်းကျင်းသွားတာပါဖြစ်တယ်ဒီမှာဘိခာစာရဝတိနာလို့ပြောတယ်မြန်မာလိုပြောရင်ဆုံးခံကျင့်ဝတ်နေတယ်နော်ဆုံးခံကျင့်ဝတ်နေဆိုတာကဘယ်လိုလဲဆိုတော့တက္ကရာမရီအင်ကိုဝါမယ်တပိပတ်ပြီးတော့ပြင်သူတို့စားစရာတွေပစ္စည်းတွေပါလှူတယ်အဲ့ဒါကိုလက်မခံအောင် လက်မခံဘူးအဲ့တော့တို့ကမေးမယ်အရှင်ပြဘာလို့ခံတာလဲမေးလို့ရှိရင်ပြောပြလို့ရတယ်ဥစဉ်သူ့ဘွားတုန်းကဒီလိုအကျွေးတင်ခဲ့ဘူးတာလေးရှိပါတယ်ဆိုတော့အဲ့ဒါလည်းအကျွေးဆက်စရာရှိတယ်လို့သူတို့ကိုယ့်ရဲ့အကျွေးကိစ္စတွေကိုချင်းပြခွင့်ပြောပြခွင့်ရှိတယ်အဲ့ဒါဆိုရင်သာသနာအကြောင်းကိုတကယ်နားလည်တဲ့ခါမှမရဆိုလို့ရှိရင်တော့ဟိုသဘောပေါက်သွားပြီးတော့အဲ့ဒါဆိုရင်ဒီအကျွေးကိုဒီလိုတောင်းယူပါတယ်ဗျာဆိုရင် OK သွားတယ်နော်အဲ့လိုမဟုတ်အတွေ့အအရင်များနေတယ်ဆိုလို့ရှိရင်ဒကာမတွေကအဲတပည့်တို့ဘယ်တော့တက်နိုင်မှာလဲဖြစ်အားဆိုရင် okay အဲ့လိုဆိုလဲအဆင်ပြေတယ်နောက်တဲ့အင်ထက်ချွာပေါ့နော်အဲ့လိုမျိုးဆုံးကံပုံစံမျိုးလေးနဲ့ကိုယ့်ရဲ့အကျွေးကိစ္စကိုပြပြခွင့်ရှိတယ် အဲ့ဆိုရင်သာသနာကိုလည်းတကယ်ချစ်တယ်ဒီဖုန်းကြီးရဲ့တန်ဖိုးကိုလည်းနားလည်ထားတယ်တခါလာမှလို့ဆိုတော့အခြေဆက်ပေးမှာပါဒီသာသနာရဲ့ယဉ်ကျေးမှုတလေးတွေနားမလည်တော့လေဒီဖုန်းကြီးဘာလဲကျွန်တော်တောင်လာပြီးတော့အခြေဆက်လာဆက်ခိုင်းနေပါလားလို့ထင်ပါပဲနော်ဒီကိစ္စကိုတော့ဒါအခုမိကွန်လေးဒီမိကွန်ကောင်းပါတယ်ပဒီယဉ်ကျေးမှုတလေးတွေပျောက်နေတာလေဒီနေ့ခေဖုန်းကြီးတွေကိုလည်းငွေကင်နေတာဆိုတော့အခြေလာဆက်ခိုင်းဖုန်းကြီးကိုတော့ဆဲလွတ်လွတ်မသိဘူးနော် အဲ့ဒါပေါ့နော်တကယ်သာသနာတရားလုံးကဝင်မကင်ဘူးဆိုရင်အကျွေးဆက်မဲ့တွေပေါ်လာမှချင်တာပဲဦးစင်နေတာနော်သာသနာမှာလည်းဒီဘုန်းကြီးကတကယ်လည်းကျေးဇူးများတယ်ဘုန်းကြီးမှလည်းသိတယ်ကျောင်းတိုက်ဆရာတော်တွေကလည်းတကယ်ထောက်ခံပေးတယ်သာသနာတစ်ခုလုံးကလည်းဘယ်ဘုန်းကြီးမှလည်းပတ်သက်မကင်ကြဘူးဆိုရင်တော့တကယ်လည်းမတွေကတာဝန်ယူပြီးအကျွေးဆက်တဲ့ delay တော့ပေါ်လာမှချင်တာပါပဲနော်ဟုတ်